ရန်ကုန်မှာရေးတဲ့ခင်ဗျာစပိန်ပြည်ရဲ့ဖက်ဆစ်အာဏာရှင်ကြီးဖရန်ကိုကွယ်လွန်သွားပြီဆိုတဲ့သတင်းတနိုင်ငံလုံးကပြည်သူတွေကြားလိုက်ရတော့တမယိုးကြမြန်မာစကားနဲ့ပြောရရင်လဲနေလေအောင်မြင်ဆောင်မချင်အနစ်နဲ့အလာလာကစစ်တပ်ဟောအောင်ပါပြပြဝိတ်ခရရတဲ့ဥကောင်းတွေထူမက်လာကြပြီလမ်းမတွေပေါ်ထွက်လာခဲ့ကြလူပြီးဟေးကျုပ်ပြီးဟေး မင်းစုမင်းညဖက်စစ်လက်ကလွတ်ပြီကျွပြီဟေးလွတ်ပြီအင်ရှင်မမိမသားသူကြီးကလည်းဟုတ်တယ်လို့မြေတားပူကြလေဟဲ့တေနာကောင်တေချင်းစုဖရန်ကိုနင့်အလဲရောက်ပြီဟဲ့အုတ်ကြမြတ်ပေါကောင်လေသွားတော့သွားတော့ငရဲမင်းကြီးရဲ့တန်တရာဝဲခဲ့ရမှာနင်လေစင်းခံပြီးရော့ဟဲ့ဖရန်ကို အလက်ကြရင်မနှွဲရဘူးဆိုတာမှတ်တာအဲ့ဒီညကဖရန်ကိုကိုကောင်းကြီးပေးတဲ့အနေနဲ့တပြည်လုံးပျော်ရွှင်မှုအထိမ့်မှဖြစ်တောက်လိုက်ကြတဲ့အရက်တွေစပိန်တပြည်လုံးရှမ်ပိန်တွေပြတ်သွားကြတဲ့အဲ့ဒီအကြောင်းကိုသတင်းစာတွေကရေးသားခဲ့ကြတယ်ကဲနေထိုင်နိုင်တို့လဲလိုရမရပါဘောကွာဘလို့အရမျိုးရဲ့ဖြစ်ဖြစ်ပေါ်လေမင်းတို့ကတော့အခုကတည်းက ကြိုတင်ပြီးစုဆောင်းထားကြရင်မကောင်းဘူးလား။ဟုတ်တယ်။